lifestyle ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ။ယခုခါမှာရာဇီဆဝန်းတို့တရွေ့ပြောင်းလာတာမေလ၈ရက်နဲ့၁၄ရက်ကြာရောက်ရှိလာပါပြီ။2025ခုမေလဒုတိယရက်တတပတ်ထဲဝင်လာပြီပေါ့။အဲဒီခါမှာလည်း ချိုးရီနတ်ခတ်ဒီကိင်္ဂနာနေအပြောင်းလဲတွေလူသားတွေရဲ့တတဝါတွေရဲ့အကောင်းအဆိုးအပြောင်းလဲတွေရှိပါတယ်အဲဒီအပြောင်းလဲတွေကိုအတတ်နိုင်ဆုံးအကောင်းဆုံးဟောကြားပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြိဿရာသီဘွားပြိဿရာသီဘွားကအောက်တိုဘာ24နဲ့နိုဝင်ဘာ22ကြားမှာဝိဖာသူတွေဖြစ်တယ် ဒီရာဒီဘွားတွေကတော့မွေးရမြင်နဲ့ဝေးကွာတဘူးရှိတယ်နိုင်ငံခြားခရီးတွေထွက်ရဖို့ရှိတယ်ငွေကြေးအပူရှိနေမယ်ပြဿနာဟောင်းတွေပြန်လာတဘူးစာချုပ်ဟောင်းအလုပ်ဟောင်းနဲ့အင်တာဗျူးဟောင်းနေရာဟောင်းတွေပြန်ပြီးဖြည့်ရှင်းတာတွေလောက်ကရတာတွေရှိမယ်အိုးအိမ်နေရာထိုင်ခင်းအကြောင်းပြုပြီးမိသားစုစိတ်ဝင်ကွဲဖို့ရှိပါတယ်မိမိရီမန်းချက်တွေလွဲချော်နေတတ်တယ်ငွေကြေးစုဆောင် အဆင်မပြေပါဘူးရလိုက်ကုန်လိုက်နဲ့စုဆောင်းလို့မရဖြစ်နေပါလေအထိတ်တံပြုပြီးကြမ်းကြမ်းခံမှုလိုပါလေကြားမရတောင့်တင်းနေပါလိမ့်မယ်ဒီကာလကအကောင်းနဲ့ဆူရောထွေးပြီးဘဝအတွက်အနေအမြင့်ရတတ်တပတ်မှာတိတာစွာငလင်လှုပ်တယ်လို့လှုပ်ရှားနေပါလေဒါကြောင့်ငြိမ်သက်စွာနေပါငြိမ်သက်တဲ့အကြောင်းတွေဝတ်ပါ၆ချောင်းကြီးကြီးတွေဝတ်ပါအိမ်မှာနေတိုင်း ပါနဲ့ရှိအထူးကလှူပြီးတော့တနေ့နှစ်ကြိမ်သုံးကြိမ်လောက်တရားထိုင်မှာရှစ်သုံးလေးပတ်လည်ထီထိုးပါလောကဝိသူလောကဝိသူလောကဝိသူနဲ့ပရိစ္ဆေဘတ်ဆိတ်ပြီးပါပြိဿရာသီဘောမိသားစုအလုံးကံကောင်းကြမှာချမ်းသာကြပါသည်